အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ American Russia ထိပ်သီးတွေ့ဆုံပွဲ မရေမယာဖြစ်နေတာနဲ့ဆက်ရအောင်ပါရုရှားဘက်ကချက်ချင်းအပြစ်ခတ်ရက်စဲမှုမလုပ်နိုင်ဘူးလို့ပြောပြီးတဲ့နောက်မှာတမဒပူတင်နဲ့တွေ့ဆုံမှုကိုရွှေ့ဆိုင်ထားမယ်လို့အမေရိကန်တမဒဒေါ်နယ်ထရပ်ကပြောလိုက်ပါတယ်။အချိန်ဖြုံးယုံအစည်းအဝေးကိုမလုပ်ချင်ဘူးလို့တမဒထရပ်ကပြောလိုက်တာပါ မကြသေးခင်တို့ကအိဖြူတော်မှာယူကရိန်းတမန်တာနဲ့တွေ့ဆုံခဲ့စဉ်ကအပြစ်ခက်ရက်စဲရဲ့အတွက်ယူကရိန်းနေမည်တချို့ရုရှားကိုပေးလိုက်ဖို့တမန်တာထရန့်ကတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမတိုက်ခင်လေးမှာပဲတမန်တာထရန့်ကတမန်တာပူတင်နဲ့တယ်လီဖုန်းစကားပြောပြီးသူနဲ့ပူတင်တို့မကြခင်ရက်ပိုင်းမှာတွေ့ဆုံမယ်လို့ကြေညာခဲ့တာပါ။အဲ့ဒီနောက်မှာတော့ရုရှားတွေကသူတို့ရဲ့မူလတောင်းဆိုချက်တွေကိုမလျှော့နိုင်ဘူးလို့အမေရိကန်ကိုထပ်ပြီးအကြောင်းကြားခဲ့တာပါ အဲ့ဒီနောက်သမရဒေါ်နယ်ထရပ်ကပူတင်နဲ့ဆွေးနွေးပွဲလှုပ်ဖြစ်ချင်မှလှုပ်ဖြစ်တော့မယ်လို့ပြောလာတာဖြစ်ပါတယ်။အော်တိုဗာလာ23ရက်မနေ့ကတော့ဥရောပခေါင်းဆောင်တွေကသမရထရပ်ကိုရုရှားဘက်ကချက်ချင်းအပြည့်ခတ်ရက်စဲမယ်ဆိုတာကိုအခိုင်အမာရအောင်လုပ်ပါလို့တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမြန်မာနယ်စပ်မှာ အသက်ခံရပြီးခန္ဓာကိုယ်အစိတ်ပိုင်းတွေရောင်းစားခံလိုက်ရတယ်လို့သတင်းတွေမှာပါခဲ့တဲ့ဘီလာရုစ်နိုင်ငံကမော်ဒယ်ဟာထိုင်းနိုင်ငံကနေအသင်းအတမဖက်စည်းခေါ်ဆောင်သွားခံရတာမဟုတ်ဘူးလို့ထိုင်းလူဝင်မှုကြီးကြပ်ရေးကသတင်းထုတ်ပြန်ပါတယ် ဘီလာရုစ်တည်င်းဌာနတစ်ခုဖြစ်တဲ့ Match ဆိုတဲ့တည်င်းမီဒီယာတစ်ခုက Vida Grassova လို့ခေါ်တဲ့ model ဟာထိုင်းနိုင်ငံကို model အလုပ်သွားရှောက်ရမှာအသင်းချက်ဖန်ဆီးခင်ရတယ်လို့ရေးထားပါတယ်အဲ့ဒီနောက်မှာမြန်မာနယ်စပ်မှာအနှိမ့်ဆက်ခံရပြီးနောက်တပ်ဖြတ်ခံရပြီးကိုအင်္ကာရီရောင်းစားခံခဲ့ရတယ်လို့យေတာထားခဲ့တာပါအဲ့ဒီသတင်းကိုအခြေခံပြီးနိုင်ငံတကာသတင်းတွေဖြစ်တဲ့ Daily Mail နဲ့ The Sun တို့မှလည်းဖော်ပြမှုရှိခဲ့ပါတယ် ဗီရာဂရဆိုဘာဟာစက်တင်ဘာ14ရက်ကထိုင်းနိုင်ငံသူဝနဘူမိလေဆိပ်ကနေဝင်ရောက်လာခဲ့ပြီးစက်တင်ဘာ20ရက်မှာတော့ရန်ကုန်ကိုထိုင်းလီကျောင်းလိုက်လီရင်နဲ့ပြန်ထွက်သွားခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိရဲဘော်ချုပ်ချူအန်ဂရွန်ရမ်ပတီကပြောပါတယ်လေစိမ့်မှာရှိတဲ့ CCTV မှတ်တမ်းတွေအရရန်ကုန်ကိုလေရင်နဲ့ထွက်ခွာတဲ့အချိန်မှာသူ့ကိုအသေးစိတ်စီခိုင်းနေတဲ့လက္ခဏာတွေမတွေ့ရဘူးလို့လဲထိုင်းလာဝကကပြောပါတယ်။ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးကတော့အဲ့ဒီမော်ဒယ်မြန်မာပြည်ကိုထွက်သွားပြီးဘာဖြစ်တယ်ဆိုတာသူတို့မသိရဘူးလို့ဆိုပါတယ်တရုတ်နိုင်ငံရှင်ကျန်းပြည်နယ်ကအသက်ရှင်နှစ်အရွယ်ကလေးဟာမိဘတွေစုထားတဲ့ပတ်စံယွမ်9000ကျော်ကိုအွန်လိုင်းဓာတ်ရိုက်လက်စာတွေအဖြစ်ပေးခဲ့တယ်လို့ဘန်ကောက်ပို့စ်တင်စာမှာဖော်ပြထားပါတယ်။ ဒေသတွင်းသတင်းတွေအရကတော့ကလေးဟာမိဘတွေရဲ့ဖုန်းကိုယူဆော်လေးရှိပါတယ်။ပြီးတော့ငွေပေးချေတဲ့စကဝက်ကိုအလုံးမှတ်ထားခဲ့တာဖြစ်တယ်လို့ဘန်ကောက်ဖို့စ်သတင်းမှာရေးထားပါတယ်။မေလမှာတော့ကလေးကဓာတ်ရိုက်ထုတ်လွှင့်တဲ့လူမှုမီဒီယာကွန်ရက်တစ်ခုကို အမတ်မထင်ဝင်ရောက်မိခဲ့ပါတယ်။အဲ့ဒီလူမှုကွန်ရက်မှာကကြည့်ရှုသူတွေကအကောက်ပိုင်ရှင်တွေကိုအွန်လိုင်းကနေလက်ဆောင်တွေပေးပို့တာကိုတတိထားမိခဲ့ပါတယ် သူကလည်းတခြားလူတွေလောက်တလို့လက်ဆောင်တွေပေးပါတော့တယ်အတန်လွင့်ထုတ်နေသူတွေကိုအွန်လိုင်းကနေလက်ဆောင်တွေဝယ်ပေးခဲ့ပါတယ်အဲ့လိုလက်ဆောင်ပေးခဲ့တာဟာနှစ်လလောက်ကြာခဲ့တယ်လို့ဆိုပါတယ်သူကလက်ဆောင်တွေပို့ပို့ပေးလာခဲ့တာကြောင့်အဲ့ဒီလူမှုကွန်ရက်မှာထိတ်တဲပန့်ပိုးသူတယောက်ဖြစ်လာခဲ့ပါတယ်။မိဘတွေကအလौဒသမားတွေကိုလှောက်အားခပေးဖို့ ဘန်အကောက်ကိုပြန်ဖွေးကြည့်တဲ့အခါကျမှသူတို့ရဲ့ယွမ်9000ကျော်ထိုင်းဘန်နဲ့ဆိုရင်3သိန်းခွဲလောက်ရှိတဲ့ဘန်အကောက်ထဲမှာ25ယွမ်ပဲကျန်တော့တာကိုသိခဲ့ရတယ်လို့ဆိုပါတယ်။မိဘတွေကရဲကိုတိုက်ကြားခဲ့ပြီးရဲကအဲ့ဒီလူမှုမီဒီယာကွန်ရက်ကင်တွယ်သူတွေကိုဆက်သွယ်ပြီးကလေးဟာမိဘခွင့်ပြုချက်မရဘဲငွေလဲပေးခဲ့တာဖြစ်လို့ပြန်ပေးဖို့တောင်းဆိုပေးခဲ့ပါတယ်။လူမှုမီဒီယာကွန်ရက်ကဗန်မက်တန်တွေကိုကြည့်ပြီးဩဂတ်စလထဲမှာတော့ကလေးမိဘတွေကို9000တ 1803ယွမ်ပြန်လည်လွှဲပြီးခဲ့ပါတယ်